မြန်မာနိုင်ငံရဲ့ဘောလုံးအဆင့်အတန်းထက်အစပေါင်းများစွာဒါမြင့်မာတဲ့ထိုင်းနိုင်ငံကအမျိုးသမီးအသင်းတွေရှင်ပြိုင်ခွင့်မရှိတဲ့ဒါအာရှအမျိုးသမီးချန်ပီယံလိပြိုင်ပွဲမှာရှုံးနိမ့်ခဲ့တဲ့ ISP အသင်းကိုကျွန်တော်လိုမျိုးဒါမြန်မာနိုင်ငံကယောက်ျားလေးတယောက်အနေနဲ့အပြစ်တင်ပြောဆိုဖို့ ကျွန်တော်ဒီဗီဒီယိုမှာလုံးဝပြုတ်လုတ်သွားမှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်ဒါကျွန်တော်တို့မြန်မာနိုင်ငံမှာအမျိုးသားနဲ့အမျိုးသမီးရဲ့ဘောလုံးအဆင့်အတိုင်းနှိုင်းရှင်လိုက်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်စီနဲ့ရေလို့꽈ပါတယ်။အဲ့တော့ကျွန်တော်ကလည်းဒါအမျိုးသားတယောက်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒါအမျိုးသမီးအသင်းတွေရဲ့အရှုံးကိုဒါစာလေးတွေရိုက်ပြီးတော့ keyboard လေးတစ်ခုနဲ့ပေါ့နော်။ဒါကျွန်တော်တို့ဖုန်းလေးတစ်လုံးနဲ့ပေါ့ဒါ Android phone လေးတစ်လုံးနဲ့ဒါထိုင်ပြီးတော့လှောင်ရည်နေပို့တော့ ဒါကျွန်တော်စီမှာစံနာမရှိဘူးအဲ့တော့ကျွန်တော်ကဒီနေ့ပွဲစဉ်ရဲ့ရှုံးပွဲအပေါ်မှာဒါကျွန်တော်တုံးသက်ချက်တွေပြုတ်လောက်သွားမယ်ပြီးရင်ကျွန်တော်တို့ဒါအုပ်စုပွဲစဉ်နှစ်အဖြစ်ဒါတိုကျိုပါတီအသင်းနဲ့ရှေ့ပြိုင်ကစားရမယ့်ပွဲစဉ်အတွက်ဒါတိုကျိုပါတီအသင်းရဲ့အကြောင်းအနည်းငယ်ကိုဒါကျွန်တော်ဒီဗီဒီယိုမှာပြောသွားမှာဖြစ်ပါတယ်မြန်မာဘောလုံးချစ်ပရိသတ်များအားလုံးပဲမင်္ဂလာပါမနေ့ကရှေ့ပြိုင်ကစားခဲ့တဲ့ဒါကျွန်တော် ISP အသင်းရဲ့ အာရှချန်ပီယံလီအုပ်စုအဖွဲ့ပွဲစဉ်ကတော့ဒါကျွန်တော်တို့စိတ်မကောင်းစွာနဲ့ပဲငါကိုကိုမရှိဆိုတဲ့ရလတ်နဲ့ရှုံနေခဲ့ပါတယ်။ဒါကျွန်တော်တို့ပထမပိုင်းမှာတကူဒုတိယပိုင်းမှာလေးကိုခွင့်ပြုခဲ့ရတယ်ပေါ့နော်။ပထမပိုင်းမှာလည်းဒါကျွန်တော်တို့အကောင်းဆုံးကျွန်တော်တို့ကစားနိုင်ခဲ့ပြီးတော့ဒါပထမပိုင်းပြီးဆုံးခံပြီးရောက်မှသာကျွန်တော်တို့ဥဆောင်မှုတကူခွင့်ပြုပေးခဲ့ရတယ်။ ဒုတိယပိုင်းမှာလည်းဒါကျွန်တော်မလိုအပ်ဖက်နဲ့ဂိုးတွေစက်တိုက်ပေးခဲ့ရပြီးတော့ပွဲပြီးမှ၅ဂိုးဂိုးမရှိဆိုတဲ့ရလတ်နဲ့ဒါကျွန်တော်တို့ရှုံးနေခဲ့တယ်အမှန်တိုင်းပြောမယ်ဆိုလို့ရှိရင်တော့ဒီရလတ်ကိုတော့ဒါကျွန်တော်တိတ်ပြီးတော့မကျင်တော့ဘူးအဲအဲ့လောက်ကြီးမရှုံးသင့်ဘူးပေါ့နော်ရှုံးမဲ့ဆိုရင်တော့မှကျွန်တော် 2C 3C လောက်ဆိုတော်ပြီပေါ့နော်အဲ့လောက်ပဲရှုံးမဲ့ထင်တာတကယ်တကယ်လည်းကန်တဲ့အခါမှာပေါ့နော်အဲ့လောက်ပဲကျွန်တော်ရှုံးနေမယ်ဒါမှမဟုတ်တကိုးလောက်ပြန်ရမယ်ဆိုရင်တော့ ကျင်တ်တယ်ပေါ့နော်ဒါပေမဲ့တကူမှပြန်မရခဲ့ဘူး ISP ရသေးအနေနဲ့ကလည်းဒါပုံမှန်ခြေဆွဲအောက်ကိုရောက်နေတယ်ပထမပိုင်းမှာဒါတာမှန်အပေးယူတွေတောင်မှပဲဒါလွဲနေတာတွေတွေ့ရတယ်ဒါပြိုင်ပွဲအတွေ့အကြုံမရှိတာလည်းပါတယ်လို့ဒါ ပရိသတ်တွေတော်တော်များများလည်းလာရောက်အားပေးတယ်ပရိသတ်တွေရဲ့အများကြီးရှေ့မှာဒါကျွန်တော်တို့တောင်ကိုရီးယားကလပ်နဲ့ရှင်ပြိုင်တဲ့အခါမှာ ISP ကစားသမားတွေအနေနဲ့တော်တော်လေးကိုဖိအားတွေဝင်နေတဲ့ပုံစံတွေကိုဒါကျွန်တော်တို့ပွဲစဉ်အတွင်းမှာတွေ့ရှိခဲ့ရတယ်ဖြူဖြူဝင်းတို့လိုမျိုးဒါကောင်းမွန်တဲ့ဒါရင်းကျက်တဲ့အပေးယူတည်ငြိမ်တဲ့ဒါကစားသမားတယောက်အနေနဲ့တောင်မှဒါအလွယ်လွယ်ချော်ချော်တွေဖြစ်ပြီးတော့ဆုံးဖြတ်ချက်အမှားတွေကိုဒါပြုလုပ်ခဲ့တာကိုလည်းကျွန်တော်တို့ဒီပွဲစဉ်မှာတွေ့ခဲ့ရတယ် ဒီစူပါအသင်းအနေနဲ့ကလည်းကျွန်တော်တို့ဒီပြိုင်ပွဲမတိုင်ခင်မှာကျွန်တော်ပြောခဲ့သလိုပဲတောင်ကိုရီးယားအမျိုးသမီးလီမှာဒီအောက်ခြေပိုင်းမှာရက်တည်နေပြီးတော့အဲ့လောက်ကြီးအစ်စင်ပြင်းနေတဲ့အသင်းမဟုတ်ပင်ပဲဒါပြိုင်ပွဲမတိုင်ခင်မှာဒါကစားသမားအများစုခေါ်ယူထားတယ်ကျွန်တော်ဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်သူတို့ခေါ်ယူထားတဲ့ဘရာဇီးကစားသမားနဲ့ဒီဂျပန်ကစားသမားတွေဆိုလဲဂိုးသွင်းယူနိုင်ခဲ့တာကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့ဒါကဒါပြိုင်ပွဲမတိုင်ခင်ဒါလူခေါ်ယူမှုရဲ့ဒါအကျိုးရလက်ပေါ့နော်တောင်ကိုရီးယားကလပ်အနေနဲ့ အဲ့တော့ ISP အသင်းနေကလည်းတစ်ဖက်ကဒါတောင်ကိုရီးယားကလပ်နဲ့ရှင်ပြန်ရတဲ့အခါမှာဒါပုံမှန်ခြေစွမ်းအောက်ကိုရောက်နေတယ်ရောက်နေပြီးတော့ဒါရောက်နေရတဲ့အကြောင်းရင်းကလည်းကျွန်တော်တို့ဒါအနည်းဆက်ဆက်သေးရဲ့လူထုပ်ပုံလေးကိုလည်းကျွန်တော်အနှဲငယ်ကျွန်တော်မေးခွန်းထုတ်ရှင်နေပေါ့နော်ဒါပုံမှန်မဟုတ်တဲ့လူထုပ်ပုံကိုကျွန်တော်တို့ထုတ်လာတာတွေ့ရတယ်ကျွန်တော်တို့ဒီကိုသမားနေရာမှာတော့ဒါမျိုးမျက်မျက်ငိမ့်ကိုထားထားပြီးတော့ ကျွန်တော်တို့ခံစစ်မှာဆိုလို့ရှိရင်ဒါဇုံယူရအောင်နဲ့ဖြူဖွေးလက်ရွေးစင်အတွဲဖြစ်တယ်ဒီဇုံယူရအောင်ဖြူဖွေးအတွဲရလဲပထမပိုင်းမှာဒါတောင်ကိုရီးယားကလပ်ဆူဝမ်တင်းရဲ့တိုက်စစ်ဆင်မှုတွေကိုကြမ်းကြမ်းခံအောင်ဒါကာကွယ်နိုင်ခဲ့တယ် ်ဖြူဖွေးရဲ့ဒါမမထထဖြတ်ထုတ်တဲ့ကစားဟန်တွေကိုလည်းဒါတော်တော်လေးကိုသဘောကျတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဘက်ညတော်မှခန်းစင်းမှာကကျွန်တော်နှင်းပွေကိုတုံးလာပြီးတော့ကျွန်တော်ဒီဘက်တောင်မှခန်းစင်းမှာတော့ဒါကျွန်တော်ဟိမန်ဆိုးကိုအသုံးပြုလာတယ်ဒါကတော့ပုံမှန်ပုံမှန်တော့မဟုတ်ဘူးပေါ့နော်အမှန်တကယ်ဆိုဘဲတောင်မှန်မှာနှင်းပွေအေးတော့မဟုတ်လင်းလဲဦးကရှိရမှာဒါပေမဲ့ဟိမန်ဆိုးအသုံးပြုလာတယ်နောက်တစ်ချက်ပုံမှန်မဟုတ်တာနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဘဲတောင်မှန်မှာကျွန်တော်ရုံးဝတီလှိုင်ကိုအသုံးပြုတယ်ကျွန်တော်ညတောင်မှန်မှာလင်းမြစ်မှုကိုထားပြီးတော့ အထောင်တိုက်စစ်နေရာမှာစမ်းတော့တော်နဲ့ပွဲထွက်လာတယ်ပေါ့နော်ဒီကွင်းလဲမှာတော့ဒါခေမာလာထိုးခေမမိုထိုးဖြူဖြူဝင်းလို့ရှိတယ်အဲ့တော့ဒီနေရာမှာကလုံးဝစမ်းတော့တော်ကိုအထောင်ထားလိုက်တယ်ကျတော့ဘဲတောင်မန်မှာရုံးဒီလိုင်ကိုထားလိုက်တယ်ဆိုတော့ဒါတလွိဖြစ်နေတယ်ရုံးဒီလိုင်ကဒါညာတောင်မန်ကစားသမားဖြစ်တယ်အဲ့တော့ရုံးဒီလိုင်ကဘဲတောင်မန်ကိုရောက်နေတယ်အမေရိကန်စမ်းတော့တော်ဆိုတာကလည်းဘဲတောင်မန်ကစားသမားအထောင်ကိုရောက်နေတယ်အဲ့ဒီအချိန်မှာသူတို့အနေနဲ့ဒါသူတို့ရဲ့ကစားဖို့အပြောင်းလဲတွေကြောင့်လဲ ဒီကစားပွဲအတွက်အခက်အခဲဖြစ်တာနေမယ်ကျွန်တော်ကတော့အစထင်တာအထောင်တိုင်းစစ်ကတော့မြန်နိုးခင်ပွဲထွက်လာမယ်ဆိုရင်ဘယ်ညာနှစ်ဖက်မှာကျွန်တော်တို့ဘယ်ဘက်မှာစမ်းတော့တော့နဲ့ညာဘက်မှာလင်းမြင့်မှုဆိုရင်တော်တော်လေးကောင်းပါလင်းမြင့်မှုကလည်းအခုသူပုံမှန်ကစားနေကြညာတောင်းမှမဟုတ်ဘဲနဲ့ဘယ်တောင်းမှထွက်ဆိုရတဲ့ခါကျတော့လုံးဝအချိန်မပေါ်ဘူးပြလင်းမြင့်မှုလေအဲ့တော့တော်တော်လေးဟိုမှာဒါရုပ်ပြက်စင်ပြက်ဖြစ်ခဲ့တယ်ပထမပိုင်းမှာဒါရုံးဝတိလှိုင်ရဲ့ပွဲအစ5မိနစ်ကန်ချက်ကလွဲပြီးတော့တိတ်ပြီးတော့ထိထိရောက် ကန်သွင်းချက်တွေကိုကန်သွင်းချက်တွေကျွန်တော်တို့မတွေ့ခဲ့ရဘူးပေါ့နော်အဲ့တော့ဒီလူထုပ်ပုံကလည်းတော်တော်လေးကိုမှဒါမေကိုထုတ်စရာဖြစ်ခဲ့တယ်ဒါကျွန်တော်တို့ဒီဂျပန်နီးပြအိမ်ဝင်ရှုပ်တာလားဘာလားတော့မသိဘူးပေါ့နော်ဒါကတော့ဒီအနီစမ်းစမ်းသိရတော့အသိဆုံးဖြစ်ပါလိမ့်မယ်အဲ့တော့ဒုတိယပိုင်းပြန်စားတဲ့အချိန်မှာလည်းဒါကျွန်တော်တို့ရုံဝတိလိုင်ကိုကျွန်တော်တို့ထုတ်ပလိုက်တယ်ချက်ချင်းထုတ်ပြီးတော့ကျွန်တော်လင်းလဲဟူထည့်လိုက်တယ်အဲ့တော့လင်းလဲဟူကဘယ်လိုဖြစ်သွားလဲဆိုတော့လင်းလဲဟူကဘယ်တော့မှခံစစ် ဟေမဆိုးရနေအောင်ရောက်သွားပြီဟေမဆိုးကလည်းတိတ်မကြခင်မှာဒါထုတ်လိုက်တယ်ပြောလို့ရှိရင်ကျွန်တော်တို့ဒီခမာလာထွန်းကိုလည်းထုတ်တယ်ကျွန်တော်တို့ပြောလို့ရှိရင်လင်းမြစ်မိုလည်းထုတ်လိုက်တယ်အဲ့ဒီနေရာတွေမှာတော့ဒါနော်ထက်ထက်ဝေအဲမြန်နိုးခင်ပြောလို့ရှိရင်တန်းတန်းတော်တွေဝင်လာတယ်အဲ့တော့မြန်နိုးခင်ဝင်လာတဲ့ခါမှာတော့မြန်နိုးခင်ကအထောင်တိုက်စစ်နေရာကိုပြောင်းလဲပြီးတော့စမ်းတော့တော်ကတော့ဒါဒီထွက်သွားတဲ့ဘယ်တောင်မှန်ကရုံးရီလိုင်းရနေရာမှာစမ်းတော့တော်ကသွားကစားတယ်သူရဲ့ပုံမှန်နေရာဒါပေမဲ့လည်းလုံးဝအခြေရမမှီတော့ဘူးပေါ့နော်အဲ့တော့ အဲ့တော့နော်ကြီးတို့ဝင်လာတဲ့ခါမှာလဲဒါဘလူးမားဝင်မှာဒါ ISP အသင်းအနေနဲ့ဒါဒီတောင်ကိုရီးယားအသင်းရဲ့တွင်းကိုတွေကိုဇာတ်တိုက်ခွင့်ပြုပေးခဲ့ရတယ်မဟုတ်ပေါ်တော့ဒါပထမပိုင်းမှာဒါဘရာဇီးကသားမှာဒီမလနီယာရဲ့အတွင်းကိုနဲ့ဒါတကူကူမရှိနဲ့ဥဆောင်နိုင်ခဲ့ပြီးဒုတိယပိုင်းအစမှာပဲဒါကျွန်တော်တို့ဂျပန်ကသားသမားကျွန်တော်တို့ နာရှိကာဝါပေါ့နော်သူကတကိုးသွင်းတယ်ပြီးရင်ကျွန်တော်တို့ဒီတောင်ကိုရီးယားကစားသမားဖြစ်တယ်စောင်းကြီးယွန်းကနှစ်ကိုးသွင်းတယ်ပြောလို့ရှိရင်ကျွန်တော်တို့ဒီစိုးရီချင်းကတကိုးသွင်းပြီးတော့ဒါစုစုပေါင်းဒုတိယပိုင်းမှာလေးကိုထက်ရတယ်ပေါ့နော်အဲ့တော့ဒုတိယပိုင်းမှာတော့ ISP အသင်းနေနေကဒါဂိုးတွေတောက်လျှောက်ပေးလိုက်ရတယ်ပေါ့နော်ဒီဒုတိယမြောက်ဦးဆောင်ကနေတတိယမြောက်ဦးဆောင်ကိုဆိုလို့ရှိရင်ဒါလင်းလဲဦးရဲ့အမှားနဲ့မကင်းဘူးလင်းလဲဦးဘက်ကနေပြီးတော့ပဲဒါဂိုးတွေပေးလိုက်ရတာအဲ့ဒီနှလုံးစလိုက်ပေးလိုက်ရတဲ့အချိန်မှာဒါ ISP ရဲ့အသင်းရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတော်တော်လေးကိုကြဆင်းသွားပြီးတော့ဒါဂိုးတွေထောက်လျှောက်ပေးခဲ့ရပြီးတော့ဒါငါကိုဂိုးမရှိဆိုတဲ့ရလက်တောင်ဖြစ်သွားခဲ့တာပေါ့နော်အဲ့တော့ဒီနေ့ပွဲစဉ်မှာကဒါ ISP ရဲ့အသင်းကစားသမားတွေအနေနဲ့ပြိုင်ပွဲရဲ့အတွေ့အကြုံမရှိတာလဲပါမယ်ဒီတစ်ဖက်ကကိုထက်ဒါအင်အားမြင့်တဲ့ဒီကလပ်အသင်းအသင်းဖြစ်နေတာလေးကြောင်းမလို့ဒါပုံမှန်ခြေစွမ်းအောက်ရောက်ပြီးတော့တာမန်အပေးယူတင်အောင်လွဲတော့တွေ့ရတယ်ရုပ်ပြဆင်ပြနိုင်တယ်ပေါ့နော်ဒါတော့ပရိသတ်တယောက်အနေနဲ့ဒါကဒီအမှားလေးတွေထောက်ပြတာပါဒါကျွန်တော်အပြစ်ပြောတာတော့မဟုတ်ပါဘူးအဲ့တော့ဒါကျွန်တော်တို့ ဒီရှောင်းပွဲပြီးွားပြီဆိုတော့ဒါကျွန်တော်နောက်ထပ်လာမဲ့အုပ်စုဒုတိယမြောက်ပွဲစဉ်တူချိုပါတီအသင်းနဲ့ပွဲစဉ်အတွက်ကျွန်တော်တို့တစ်ချက်ဆက်ပြီးတော့ပြောလိုက်ရအောင်အဲ့တော့ကျွန်တော်ဒီတူချိုပါတီအသင်းအကြောင်းကိုပြောမယ်ဆိုလို့ရှိရင်ဒါကျွန်တော်အရင်တုန်းကပြောခဲ့သလိုပဲတူချိုပါတီဆိုတာဒါဂျပန်အမျိုးသမီးလိ WE လိရဲ့အောင်မြင်ဆုံးဒါအသင်းတသင်းဖြစ်တယ်လက်ရှိ2025 2026 WE လိဘောလုံးရသည်မှာလဲဒီတူချိုပါတီအသင်းကဒီ WE လိရဲ့ အဆင့်3နေရာမှာရက်တည်နေတာပေါ့နော်လက်ရှိမှာတော့ဒါ WE League ကစုစုပေါင်းကျွန်တော်တို့ပွဲစဉ်73ပွဲကစားပြီးပြီအဲ့ဒီ73ပွဲမှာတိုချိုပါတီက10ပွဲနိုင်2ပွဲသေးရ3ပွဲရှုံးရာဟု34ကိုပေးကို73ကိုရမှတ်26မှတ်နဲ့ဒါအမှတ်ပြည့်ရဲ့အဆင့်3နေရာမှာရက်တည်နေတာဖြစ်တယ် ်အမပေးစရာထိတ်ဆုံးကအတင်းနဲ့တော့ဒါရမတ်ရှစ်မတ်ကွာဟနေတယ်ပေါ့နော်အဲ့တော့ဒီဂျပန် WE League ကလည်းဒါကျွန်တော်တို့ဆက်လက်ပြီးတော့ရှင်းပြန်ကစားဖို့ရှိနေသေးတယ်အခုပွဲစဉ်73ဆိုတော့ပွဲစဉ်22ရောက်မှဒါရှားဒီကုန်းမှာဆိုတော့လက်ကျန်ပွဲစဉ်တွေမှာဒါတိုချိုပါတီအတင်းအနေနဲ့ကဒါကျွန်တော်တို့သူတို့ရဲ့လက်ရှိချန်ပီယံဆိုတဲ့ခုံပုတ်ကိုကာကွယ်နိုင်ဖို့အတွက်ဒါဆက်လက်ပြီးတော့စူးစမ်းခွင့်ရှိနေတယ် ပြီးတော့ဒီတွချိုပါတီအသင်းကလည်းတော်တော်လေးခုမှဒါအထင်ကြီးစီရကောင်းကောင်းနဲ့ခြေစွမ်းမျိုးကိုပိုင်ဆိုင်ထားတာကိုကျွန်တော်တို့မနေ့တုန်းကဒါကျွန်တော်မြောက်ကိုရီးယားကလပ်နဲ့ပွဲစဉ်မှာအထင်သားမြင်တွေ့ခဲ့ရတယ်အစင်တန်းရှိတဲ့အပေးအယူကျွန်တော်တို့ကစားကွက်ဒါတပွဲလုံးပေါ်တော့မြောက်ကိုရီးယားကလပ်ကိုအသာစီးယူပြီးတော့လေးကိုဂိုးမရှိဆိုတဲ့ရာလန့်နဲ့ဒါအနိုင်ယူခဲ့တာဖြစ်တယ် ဒီမြောက်ကိုရီးယားလိုကလပ်အသင်းတင်းမျိုးကိုဒါကျွန်တော်တို့ဂိုးပြတ်နိုင်ယူဖို့ဆိုတာတိတ်ပြီးတော့လွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူးဒါပေမဲ့တိုချိုဘာဒီအသင်းရဲ့ကစားပုံကတော်တော်ကြီးကိုမှအစင်အတန်းမြင့်လွန်းတယ်အဲ့တော့ကျွန်တော်တို့ ISP ရဲ့အသင်းအနေနဲ့ကဒါတိုချိုဘာဒီအသင်းကိုအနိုင်ယူဖို့မပြောနဲ့ဒါတရေကြဖို့တော့လုံးဝကိုလွယ်ကူတဲ့အနေအထားမှာတော့ရှိမနေဘူး ဒါဘာပဲဖြစ်ဖြစ်ဒါကျွန်တော်တို့အတွေ့အကြုံတွေ့ကြုံတွေရမယ်ဒါအစိုးရရဲ့အကောင့်တွေကိုပဲကျွန်တော်တို့ကရှာဖွေယူတက်ကမှာပေါ့နော်ပြောရလို့ရှိရင်ကျွန်တော်တို့ခိုးပြတ်မရှုံးဖို့အရင်ခိုးမပြတ်ဖို့ဒါကျွန်တော်တို့ဂယူးဆက်ရမယ်အဲ့လောက်ပဲကျွန်တော်တို့ဒါမျှော်လင့်ချက်ရှိတယ်ပေါ့နော်ဒါအုပ်စုဒုတိယပွဲစဉ်မှာ အဲ့တော့ကျွန်တော်ဒီတိုချိုဘာဒီအသင်းရဲ့ဒီလူဝင်အားပိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒါတိုချိုဘာဒီအသင်းမှာကဒါဂျပန်လက်ရွေးစင်အဆင့်ကစားသမား3ဦးကနေ4ဦးလောက်အထိရှိပြီးတော့ဒီဂျပန်တက်တန်းလိုက်လက်ရွေးစင်ကစားသမားအများစုနဲ့ဖွဲ့စည်းထားတယ်။ဒါဂျပန်ဆိုတာကလည်းကမ္ဘာပေါ်မှာဒါအကောင်းဆုံးအမျိုးသမီးအသင်းတွေတဲကအသင်းဆိုတော့သူတို့အနေနဲ့ကနိုင်ငံခြားသားကစားသမားတွေဘာတွေတော့တိတ်မလို့သူတို့ပြည်တွင်းကကစားသမားတွေနဲ့ပဲဒါကျွန်တော်တို့ဖွဲ့စည်းထားတဲ့တိုချိုဘာဒီအသင်းဖြစ်တယ်ဆိုတော့ အဲ့တော့ ISB ကြီးကလည်းဒါမြန်မာကစားသမားအများစုနဲ့ဖွဲ့စည်းထားတဲ့မြန်မာကလပ်ဟိုဘက်ကလည်းဒါဂျပန်ကစားသမားအများစုနဲ့ဖွဲ့စည်းထားတဲ့ဂျပန်ကလပ်ဆိုတော့ဒါဂျပန်နဲ့မြန်မာတို့ထိတ်တိုက်တွေ့တဲ့ပုံစံမျိုးပါပဲအဲ့တော့ကျွန်တော်တို့အသင်းအနေနဲ့ကဒီအသင်းကိုအတားအဆီးရယူဖို့ဆိုတာကတော်တော်လေးကိုခရင်တဲ့ကိစ္စပါအဲ့တော့ကျွန်တော်တို့လာမယ့်နိုဝင်ဘာလ12ရက်နေ့ဗုဒ္ဓဟူးနေ့မြန်မာစံတော်ချိန်ညနေ3:00နာရီမှာတော့ဒါတိုချိုဘာဒီအသင်းဂျပန်ကလပ်တိုချိုဘာဒီအသင်းနဲ့မြန်မာကလပ်အာကစားသိပ္ပံအသင်းတို့ကဒါ ာရှချန်ပီယံလီအုပ်စုပွဲစဉ်နှစ်အဖြစ်နဲ့ဒါရာဟိုမျိုးတူဝနာအာကာစာကွင်းကြီးထဲမှာရှင်ပြန်ကစားဖို့ရှိနေတာရှိနေတာပါအဆိုပါနေ့မှာလည်းဒါကျွန်တော်တို့မြောက်ကိုရီးယားကလပ်နာဂိုရောင်းနဲ့တောင်ကိုရီးယားကလပ်ဆူဝါအသင်းတို့ရဲ့ပွဲစဉ်ကည9:00နာရီမှာဆက်လက်ရှင်ပြန်ကစားသွားဖို့ရှိနေပါတယ်။အဲ့တော့ကျွန်တော်တို့အုပ်စုဒုတိယပွဲစဉ်မှာတော့မြန်မာအသင်းတွေနဲ့ကတိုချိုဘာဒီအသင်းကိုလုံးဝအသာစီရဖို့တော့မဖြစ်နိုင်ဘူး။ဒါပရိသတ်တွေအနေနဲ့ကတော့ဒါကျွန်တော်တို့တောင်ဝင်ရတော့အားပေးရမယ်မြန်မာမျိုးသမီးအသင်းကိုဒါဘာပဲဖြစ်ဖြစ်ဒါအသင်းကြီးတွေနဲ့တွဲဆုံတဲ့ ဒါတွဲဆုံမှုတွေကလာမဲ့စီကိန်းပြိုင်ပွဲဝင်မဲ့မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းကြီးအတွက်တော့တော်တော်လေးကိုအထောက်အကူဖြစ်မှာတော့အသေးချပါပဲဗျအဲ့တော့လက်ရှိကျွန်တော်တို့အုပ်စုပွဲစဉ်တစ်ပြီးကျွန်တော်တို့အာရှချန်ပီယံလီအုပ်စုကားငယ်ရဲ့အမှတ်ပေးစရာယက်တိမှုကိုကြည့်မယ်ဆိုလို့ရှိရင်တော့စူဝမ်အသင်းကဒါထိတ်ဆုံးနေရာမှာယက်တိနေတယ်ရာဂု၅ခုပေါ့နော်သူ့အနေနဲ့ကရာဂု၅ခုရရှိခဲ့တဲ့အတွက်ကြောင့်ထိတ်ဆုံးနေရာမှာယက်တိနေတယ်အုပ်စုဒုတိယနေရာမှာကတော့တိုချိုဘာဒီအသင်းကယက်တိနေပြီးတော့အုပ်စုတတိယနေရာမှာ နာဂိုရောင်တင်းကရက်တည်နေပြီးတော့ကျွန်တော်တို့အာခစားသိပ္ပံ ISP ရတင်းကတော့အုပ်စုရဲ့အောက်ဆုံးနေရာမှာတရက်တည်ထားနိုင်ခဲ့ပါတယ်။အဲ့တော့နောက်ထပ်အုပ်စု A ရဲ့ပွဲစဉ်တွေကိုတော့ဒါကျွန်တော်လာမယ်။နိုဝင်ဘာလ23ရက်နေ့ပေါ့နော် ISP ပွဲစဉ် B နောက်တနေ့မှာကစားမှာဖြစ်ပြီးတော့အုပ်စု B ရဲ့ပွဲစဉ်တွေကိုတော့လာမယ်။နိုဝင်ဘာလ18ရက်နေ့မှာစတင်ပြီးတော့ရှင်းပြန်ကစားတော့မှာဖြစ်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့မြန်မာသင်းအနေနဲ့ကလက်ရှိမှာတော့ဒါအုပ်စုတွင်းမှာ တကယ်အင်အားကြီးပြိုင်ပတ်အသင်းတွေနဲ့ကြားရောက်နေတဲ့အခါမှာဒါအင်အားနဲ့အသင်းတသင်းဖြစ်နေပေမဲ့လည်းဒါကျွန်တော်တို့အင်ရှင်ဖြစ်တဲ့လက်ခံကျင်းပခွင့်ရတာကြောင့်ဒါမြန်မာ ISP အသင်းကမြန်မာအမျိုးသမီးကစားသမားတွေကိုချစ်ခင်နှစ်သက်တဲ့ပရိသတ်တွေအနေနဲ့ကတော့ဒါလုံးဝကျွန်တော်တို့ရော့ကြမသွားဘဲနဲ့တိုးချိုးဘာဒီအသင်းနဲ့ပွဲစဉ်မှာလဲဒါဆက်လက်ပြီးတော့တွားရောက်အားပေးကြဖို့အတွက်မျှော်လင့်ပါတယ်ဗျာ အားလုံးပဲကျေးဇူးတင်ပါတယ်မြမဖော်တော်လောကနဲ့ပတ်သက်တဲ့တဲ့အချက်လက်အကြောင်းအရာတွေကိုအမြဲတမ်းသိရှိချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ BDTV ဆိုတဲ့ channel လေးကို subscribe လုပ်လေးနှိပ်ထားဖို့တောင်းဆိုပါရစေခင်ဗျာ